အလုံးမမင်္ဂလာပါ The Great Godzilla Terror မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကြည့်ပေးမယ် Pickup and Reading ကတော့ Universe ကတင့်ကိုဘယ်အပိုင်းမှာ energy ထည့်ပေးဖို့အတွက်ပေါ့နော်စောင့်ကြည့်နေတယ်လဲဆိုတာကိုကြည့်ပေးမှာဖြစ်ပါတယ်အဲ့တော့ပြထားတဲ့ပုံလေးသုံးပုံလေးကနှစ်သက်ရပုံလေးတစ်ပုံကိုရွေးချယ်ထားပါ โอเคဒါဆိုရင်ပုံရိပ်လုပ်ပြီးလောက်ပြီးထင်ပါတယ် အဲ့တော့ထုံးစံတိုင်းပဲကြီးညာပြပါမယ် Facebook ကနေ Terror မင်းမြန်လို့ပါက Facebook ရဲ့ search bar မှာ The Great Godzilla Terror လို့ရိုက်ချလိုက်လို့ရှိရင် page ကိုလွယ်တကူရှာတွေ့နိုင်မှာဖြစ်ပါတယ် page messenger ကနေလည်းလောက်မင်းမြန်လို့ရတယ်လို့ video တိုင်းမှာ Viber Telegram WhatsApp ဖုန်းနံပါတ်တွေလည်းထည့်ပေးထားပါတယ် YouTube ကနေ reading တွေကိုပုံမှန်ကြည့်ရှုခြင်းနဲ့ဆိုရင် YouTube channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့။ YouTube video တိုင်းရဲ့အောက်မှာလည်း Facebook page link ကို Viber Telegram WhatsApp ဖုန်းနံပါတ်ကိုထည့်ပေးထားပါတယ်။ ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်ဝမ်လေးတွေအဲ့တော့ဖိုင်ဝမ်သမားလေးတွေကြည့်လိုက်ကြရအောင် universe ကတင့်ကိုဘယ်ပိုင်းမှာ energy ဖြည့်ပေးဖို့အတွက်ပေါ့နော်စောင့်ကြည့်နေတယ်လေ your fortune ဒီနေ့အတိုင်းပဲเนาะသင်ကတချို့ကိစ္စတွေမှာတော့မဟုတ်ပါเนาะကိစ္စတော်တော်များများမှာလိုင်းပေါ့အနစ်နာခံနေရပါဘောเนาะအဲ့လိုပုံစံမျိုးတွေ့ရတယ်လိုင်းနဲ့နာခံနေရဆိုတာလေဘယ်လိုမျိုးလဲဆိုတော့သင်ကိုပေါ့เนาะလူတွေကလူပေါ်လူကြော့လောက်တာပေါ့เนาะအဲ့လိုပုံစံမျိုးလူပေါ်လူကြော့လောက်တယ်ဆိုတော့အာ တင်းကိုမြောက်ပင့်ပြီးတော့ဗောနော်ခိုင်းစားတဲ့ပုံစံမျိုးပေါ့ဒီလားတင်းရလေဗောနော်တင်းအဲ့ခဏရှင်မှာဗောနော်တင်းကိုအတုံးချခြင်းလို့ဗောနော်မြောက်ပင့်လိုက်တယ်ဆိုတာတင်းကတိတ်ပြီးတော့မသိဘူးဗောနော်အဓိကတော့တင်းရတင်းကိုမြောက်ပင့်လိုက်တယ်ဆိုတော့ဟိုအခြေအနေအခြေအနေတစ်ခုကိုသင်ရသဘောကျတယ်ဗောနော်အဲ့ဒီအခြေအနေတစ်ခုကိုလိုချင်တယ် ဒါပေမဲ့တင်အဲ့ဒီမှာအဲ့ဒီအခြေအနေကိုအဲ့ဒီအခြေအနေကိုလိုချင်တဲ့အတွက်ကြောင့်တင်ဘက်ကနေပါသွားတယ်ပါသွားတယ်ဆိုတာသိတယ်တင်တင်ဘက်ကနာသွားတယ်ဆိုတာသိတယ်ဒါပေမဲ့လို့တင်အဲ့ဒါကိုပေါ့နော်ပျော်ပျော်ကြီးနဲ့ဆက်ပြီးတော့လုံနေမိတယ်ပေါ့အဲ့တော့ universe ကပြောရမယ်ဆိုလို့ရှိရင်ဖိုင်းဝမ်းလေးတွေကိုပါလုံးပေးချင်တာလဲဆိုတော့ तू ကမျက်မှန်တက်ပေးချင်တဲ့ပုံစံမျိုးဖြစ်နေသိလား life is showering you with this abandon okay เนาะ မျက်မှန်တက်ပေးခြင်းတဲ့သဘောမျိုးတွေ့ရတယ်မျက်မှန်တက်ပေးခြင်းတဲ့သဘောမျိုးဆိုတာဘာလဲဆိုတော့တကယ်တမ်းကျတော့တင်ကလေအာ universe ကဆိုလိုတာကဥမာတင်သည်အာတင်ရှာဖွေနိုင်တာကတင်တင်မှာရှာဖွေနိုင်စွမ်းဥမာငွေကြေးပဲထားပါတော့တင်ရှာဖွေနိုင်စွမ်းရှိတယ်တင်ဘွားတိုးတက်မှုတိုးတက်မှုလမ်းကြောင်းဆိုလို့ရှိရင်လည်းတင်မှာရှာဖွေနိုင်စွမ်းရှိတယ်ဆိုလိုတာတင်သည်ငါးသိန်းနဲ့ထိုက်တန်နဲ့ပေါ့နော်ဆုလတ်တစ်ခုကို ရှားဖို့ထိုက်တန်နေရှားလဲရှားဖွေနိုင်နဲ့ရှားဖင်းရှားဖွေနိုင်ဇွမ်းပေါ့နော်အဲ့မှာရှိတယ်တိလားအဲ့လိုပုံစံမျိုးမြင်ရတယ်ဆိုရဲခါကျတော့ဒါလုပ်ငန်းသမားတွေဆိုလို့ရှင်လဲကိုကပေါ့နော်ကိုကိုကို financial မှာ abundance ပေါ့နော်ပေါများကြွယ်ဝမှုဖြစ်လာအောင်ပေါ့နော်ဟိုဟာ manifest နိုင်တဲ့စိတ်စွမ်းအင်လဲရှိတယ် နော်စိတ်ရဆွိုင်းအင်ပြောမလားလူကိုယ်တိုင်ကလည်းပေါ့နော်ဥမာလူကိုယ်တိုင်ပင်ပန်းလို့မလုံးနိုင်ဘူးဆိုလို့ရှင်တင်တလိုက်တယ်တင်တောင်းတလိုက်တယ်ဆိုလို့ရှင်အဆင်ပြေနိုင်မဲ့ပေါ့နော် level အဆင့်တစ်ခုအထိဒီ financial ဘိုင်းနဲ့ပတ်သက်ပြီးပေါ့နော် money ကိုငွေကြေးကို abundance ဖြစ်အောင်လို့တင်မှာလုံးနိုင်စွမ်းရှိတယ်လုံးနိုင်စွမ်းရှိတယ်ဒါပေမဲ့အဲ့လုံးနိုင်စွမ်းရှိတဲ့အရာကဘလို့ဖြစ်တာလဲဆိုတော့အာ ဒါတော့တင်တိရင်လည်းတိမယ်ပေါ့နော်တိတိအီးနဲ့လောက်တာလည်းဖြစ်မယ်မလောက်အာမတိဘဲနဲ့လည်းပေါ့နော်ဟိုဘယ်လိုပြောမလဲဂျိုတက်ခံလိုက်ရတာလည်းဖြစ်နိုင်တယ်နော်ဟိုကဆိုလိုတာတင်တိဒီနေ့မှာတင်ရစီးပွားရေးရပေါ့နော်တသိန်းရလာတယ်နှစ်သိန်းရလာတယ်စသဖြင့်ဆိုရင်အတင်ပေးမှရှိတဲ့အပေါင်းတင်တွေကပဲဖြစ်ဖြစ်ပေါ့နော်အဲဟိုပါပေါ့တင်ပေးမှရှိတဲ့အပေါင်းတင် တွေကပဲဖြစ်ဖြစ်ပေါ့နော်ကဲဘားသွားကြမယ်ကလပ်သွားကြမယ်အဲအဲ့လိုမှမဟုတ်လို့ရှင်လဲအဲဘယ်မှာသွားစားကြမယ်သွားတောက်ကြမယ်စသဖြင့်ပေါ့နော်အဲ့လိုအဲ့လိုမျိုးပေါ့နော်လာပြီးတော့တင့်ဟိုဟာဖြစ်လိုက်တယ်ပေါ့မြှုပ်ဆွဲလိုက်တယ်ပေါ့နော်မြှုပ်ဆွဲလိုက်တယ်တချို့ကကြတော့လဲအဲ့လိုပေါ့ဟိုအပျော်ပါအတွက်မြှုပ်ဆွဲတာမဟုတ်ဖက်နဲ့ပေါ့နော်သူတို့ရဲ့အာဘဝအခက်ခဲတွေကိုပေါ့နော်အဲ့လိုမျိုးပြောပြပြီးတော့ဥမာသူတို့ကရမ်းဟိုပေါ့နော်စိတ်ဆင်းရဲနေတယ်ဒီကိစ္စမှအဆင်မပြေလို့ရှင်ပေါ့နော် ကိုကိုကိုတောင်တတ်တည်ရပါတော့မယ်စသဖြင့်တော့အဲ့လိုအဲ့လိုပုံစံမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေပြောတတ်တယ်နော်ကိုကိုလေအဲကိုကိုပေါ့နော်ကိုကိုမိခိုမှဖြစ်မယ်ကိုကိုမမိခိုလို့ရှိရင်သူတို့ပေါ့နော်အဲ့လောက်ထိတောင်မှပဲသူတို့မှပေါ့နော်အဲပြိုလဲရပါတော့မယ်ဆိုတော့ပုံစံမျိုးတွေပေါ့နော်အဲ့လိုမျိုးပေါ့ဒရာမာတွေပေါ့နော်ဒရာမာတွေထရော်မာတွေချပြလာတတ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေချပြလာတတ်တယ်အဲ့ခါကျတော့ တကယ်တမ်းပေါ့နော်ဒီ community တခုမှာပေါ့နော်လက်ရမြောက်ပကြီကတစ်ချက်အနေနဲ့ပေါ့နော်ကောင်းကောင်းရေးဆွဲနိုင်တဲ့သူကပေါ့နော်ဒါဟိုဒီ community တခုမှာပေါ့နော်ဥမာတင့်မှာအပေါင်းသင်း9ယောက်ရှိရဲ့ဆိုလို့ရှိရင်အဲ့9ယောက်မှာဟိုလက်ဆောင်အထက်ဆုံးကတင့်ဖြစ်ရင်ဖြစ်မယ်နော်အော်တင့်မအပေါင်းသင်း6ယောက်ရှိရဲ့ဆိုအဲ့6ယောက်ထဲမှာအဲဒီလိုမျိုးဖန်တီးနိုင်စွမ်းဒီလို ကံကောင်းနိုင်စွမ်းဒီလိုအရေးချင်းရှိနိုင်စွမ်းရှိတဲ့သူကတင်ဖြစ်ရင်ဖြစ်နေမယ်နော်အဲ့လိုပုံစံမျိုးပေါ့နော်ဒီမှာပြထားတာဒါပေမဲ့အဲ့ဒီအဲ့ဒီတင်းရကံကောင်းမှုကိုဘာလဲဆိုတော့တင်းရကံကောင်းမှုကိုတင်းစီမှာမထားဘဲနဲ့သူတို့ကဘာလုပ်တာလဲဆိုတော့ပေါ့နော်အာဂုံစင်းကျင်တဲ့သဘောမျိုးပေါ့နော်အဲ့လိုပုံစံမျိုးတွေလှုပ်လှုပ်တာပေါ့နော်လှုပ်တဲ့အခါကျတော့တင်းရပါဖြစ်လဲဆိုတော့တင်းရကံကောင်းမှုကိုတင်းပါတာတင်း တရားရာဂိုင်လုံးအပြည့်ဝသင်မဆန်စားဖြစ်ဘူးပေါ့နော်မဆန်စားဖြစ်ဘူးဘာလဲဆိုတော့သူတို့ကအဲ့လိုမျိုးချပြလာတဲ့အခါကျတော့ဩအင်းအင်းဟုတ်ပြီဟုတ်ပြီအဲ့ဆိုလဲယူဝလေးကျော်ဘလောက်ဘလောက်ယူဝလေးပေါ့နော်စသဖြင့်အဲ့လိုမျိုးလေးတွေနဲ့တင်ရပြန်ပြီးတော့ပေါ့နော်သူတို့ကိုလောကပြုတ်မိတာပေါ့အဲနော်အဲ့လိုမျိုးတွေရှိရချိုးကြလဲအဘယ်နည်းပြန်ပေးမယ်ပါညာပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေနဲ့ပေါ့နော်ဂုံစင်းသွားရမျိုးလေးရှိရအဲ့တော့ တန်ရောစင်ကတန်ရောစင်ပေါ့နော်ပြောမယ်ဆိုလို့ရှင်ဒီလိုမျိုးပေါ့နော်ဟိုအဲကိုးစီမှာပေါ့နော်အဲ့လိုမျိုးဝင်လာတယ်ဆိုတာနဲ့ပေါ့နော်အဲ့လိုကိုးကိုဂုံစင်ဖို့အဲကွက်ကြော်ရိုက်ဖို့စသဖြင့်ပေါ့နော်အစင်းသေးဖြစ်နေတဲ့ community တခုမှရှိတဲ့သူတွေကိုဘလောက်ပဲရှင်းနေရှင်းနေပေါ့နော်သူတို့ရဲ့အဲ့ဒီအချက်ကမကောင်းဘူးเนาะမကောင်းဘူးတင့်အတော်လည်းမကောင်းဘူးစိုးကျိုးဖြစ်စေတယ်ဆိုတာကိုမြင်အောင်ကြည့်ဖို့အတွက် universe ကတင့်ကိုမျက်မှန်တပ်ပေးခြင်းလဲသဘောမျိုးပေါ့နော်အဲ့လိုပုံစံမျိုးမြင်ရတယ်အဲ့တော့အဲ့ဒီအပိုင်းမှာ universe ကတင့်ကို energy ပို့ပြီးတော့ပေးခြင်းနေတဲ့သဘောမျိုးရှိတယ်တင်တင်ကအဲ့ဒီအပိုင်းမှာ energy နေတာပေါ့နော်ပြောမယ်ဆိုတင့်ရဲ့နှလုံးသား energy နေနေတယ်နော် energy နည်းနေတယ်ဒါတွေပေါ့နော်မမထထာနဲ့ပြန်ပြောဖို့လို့ no ဆိုပြီးတော့ပြန်ညင်းဖို့လို့ဖြတ်တောက်ဖို့လို့နော် ငင်းဆန်ဖို့တို့ reject လုပ်ဖို့အတွက်တင့်မှာအားနေတာပေါ့နော်ဒါကြောင့်မို့လို့ universe ကအဲ့လိုမျိုးတင့်ကိုပေါ့နော်ပြက်ပြက်တတ်တာ reject လုံနိုင်စွမ်းပေါ့နော် reject လုံနိုင်စွမ်းငင်းပယ်နိုင်စွမ်းရှိအောင်လို့သူ့ဘက်ကနေอืมဒီ file 1တွေကိုပေါ့ပေါ့နော်ငါဒီလိုမျိုးလုံးမှာပဲသူတို့ဟာတစ်ခုဆိုတစ်ခုပေါ့နော်တိတိကြကြတိတိပပနဲ့အဲ့လိုမျိုး စိတ်တဘောတာတက်တက်ဖြောင်းဖြောင်းပေါ့နော်အဲ့လိုတသမှတ်ထဲထားပြီးတော့အဲသူတို့ဒီကောင်းကောင်း reject လုပ်နိုင်မဲ့သူမျိုးတွေဖြစ်တယ်ဆိုရာမျိုး universe ကအဲ့ဒီအပိုင်းကိုစောင့်ကြည့်နေတယ်ဒါကြောင့်မလို့ universe ကတင့်ကိုပေါ့နော်အဲ့ဒီအပိုင်းမှာအဲနှလုံးသားထဲမှာ energy ပိုကောင်းလာအောင်ပေါ့နော်နည်းနည်းလေးမာအောင်ပေါ့မာအောင်ငဖယ်လိုမျိုးပေါ့နော်နာနာထုလေးမာလေးဆွဲပုံစံမျိုးဖြစ်အောင်လို့တော့ထပ်ပြီးတော့ energy ထပ်ထည့်ဖို့အတွက်ပေါ့နော်ကြည်နေတယ်ထပ်ထည့်ပေးဖို့စဉ်းစားနေတယ်ဆိုတာမျိုးတွေ့ရပါတယ်ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်တူလေးတွေ ုင်းတွင်းလေးတွေအတွက် universe ကဘယ်ပိုင်းကိုအနေကြီးထည့်ပေးဖို့ရှိနေလဲ universe ကတင်ကိုဘယ်ပိုင်းမှာ I give you my blessing to accomplish your quest. ထဲရောမြင်ကလေးရနော်။ Oracle ကတော့ဒီလိုကတ်မျိုးကြတော့မယ်ဆိုတာတည်တလားဖြစ်နေတဖတ်တော့ beauty တဲ့။ Walking your path of beauty elevates you a feminine soul. ဲ့တော့ fine tool လေးတွေပေါ့နော် universe ကတင့်ကိုဘယ်အပိုင်းကို energy ထည့်ပေးရမှာလဲဆိုရက်ကဏ္ဍကိုပေါ့နော်သူတို့ဆုံးဖြတ်နေတာပေါ့နော်အဲ့ဒါကိုစောင့်ကြည့်နေတာစောင့်ကြည့်နေတဲ့အခါမှာဘာကိုတွေ့ရလဲဆိုလို့ရှင်ပေါ့နော်တင်ရပေါ့နော်လက်ရှိမှာလည်းတင်အခက်ခဲတချို့ကိုတင်ရင်ဆိုင်နေရတယ်သိလားအဲ့ဒီအခက်ခဲတချို့ဆိုတာက ပြောမယ်ဆိုလို့ရှင်ပေါ့နော်တင်ကိုယ်တိုင်ခက်ခဲနေတဲ့အခက်ခဲတော့မဟုတ်ဘူးเนาะ တင်ကိုယ်တိုင်ခက်ခဲနေတဲ့အခက်ခဲမျိုးတော့မဟုတ်ဘူးပြောရမယ်ဆိုလို့ရှိရင်တင်က giver ပေါ့နော်ပေးတဲ့သူပေါ့ပေးတဲ့သူပတ်ချမ်းမှာနေတဲ့သူမျိုးဖြစ်နေတာပေါ့နော်တင်ကယူတဲ့သူမဟုတ်ဘူးအဲ့တော့တင်ကပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တင်ရဲ့အော် community မှာရှိတယ်ပေါ့နော်လူတွေเนี่ยပတ်သက်ပြီးတော့သူတို့ကပေါ့နော်သူတို့ရဲ့ life journey ပေါ့ဒီဘဝခရီးမှာသူတို့အတွက်ဟိုစဉ်းစားရမယ့်အဖြေထုတ်ရမယ့်ပြဿနာတွေရှိလိမ့်မယ်နော်စဉ်းစားရမယ့်အဖြေထုတ်ရမယ့်ပြဿနာတွေရှိလိမ့်မယ်ဒါပြီးအဲ့ဒီစဉ်းစားရမယ့်အဖြေထုတ်ရမယ့်ပြဿနာတွေဖြေရှင်းရမယ့်ကိစ္စတွေကအာ သင်ပြောမယ်ဆိုလို့ရှိရင်ပေါ့နော်သူတို့ဘာသာသူတို့မဖြစ်နိုင်သူတို့ဘာသာသူတို့မဖြစ်နိုင်တင်းစီကနေမှာပေါ့နော်ဒီဟာတွေကအဖြေရမှာပေါ့အဲ့လိုပုံစံမျိုးနော်ပြောမယ်ဆိုလို့ရှိရင်သင်ကသူတို့အတွက်ပေါ့နော်ဘယ်လိုပြောမလဲအိမ်နေမှာဆိုလို့ရှိရင် ပေမပေါ့နော်ရေတွင်ကြီးလို့ဖြစ်နေတာပေါ့နော်အဲ့ဒီကနေမှာအင်ချံဝင်းတဝင်းထဲမှာအာဒီအိမ်၄၅လုံးရှိတယ်ဆိုလို့ရှိရင် တင်ရပင်မရှည်တွင်ပုံစံမျိုးပေါ့နော်အဲရည်တွင်ကနေမှအဲ့ဒီအိမ်လေးငါးလုံးကိုဖြတ်ပြီးတော့ပေးတာပေါ့နော်အဲ့တော့ဒီရည်တွင်ကြီးတင်အိမ်မှာရှိတဲ့ရည်တွင်ကြီးကရည်ထွက်ဖို့ခဲရင်နေတယ်ဆိုလို့ရှိရင်ဟိုဒါကိုမျှဝေပြီးတော့သုံးဆွဲရမယ်တစ်စိငံသုံးဆွဲရမယ်ပေါ့နော်အဲဟိုအရေကခုနအိမ်လေးငါးလုံးကအစင်မပြေဘူးဖြစ်သွားမယ်နော်အဲ့လိုပုံစံမျိုးပေါ့အဲ့လိုပုံစံမျိုးဆိုတော့တင်တီး ဘလူနီးနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ဒီရေတွင်းကိုရေကောင်းကောင်းဝော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 နဲ့ထွက်လာအောင်ကြလာအောင်လို့အော်မောင်းပေးရမယ်ပြည့်အောင်လို့တင်ဖြည့်ကိုဖြည့်ရမှာတင်ဖြည့်ထားနိုင်မှဒီကထွက်လာတဲ့ရေကိုတို့ကသုံးဆွဲလို့ရမှာဘူးเนาะအဲ့ခါကျတော့တင်ရ live မှာတင်ရပါဖြစ်လဲဆိုခါဒီကလူဘွားအမြဲတမ်း smooth ဖြစ်နေတာမဟုတ်ဘူးလीเนาะအမြဲတမ်းချောမွေ့နေတာမဟုတ်ဘူး ဘလောက်ပဲပေါ့နော်ပြောမယ်ဆိုလို့ရှင်ရွှေဆိုင်စိန်ဆိုင်ပိုင်ရှင်ကြီးတွေပဲဖြစ်ဖြစ်ဘလောက်ပဲအရန်ချမ်းသာတဲ့တထည်ကြီးတွေပဲဖြစ်ဖြစ်ပေါ့နော်ဥမာတို့ဈေးကွက်ကစားတယ်စီးပွားရေးနဲ့ပတ်သက်ပြီးပေါ့နော်အဲ့တော့ဝယ်လို့အကောင်းတဲ့အခါလည်းရှိမယ်ရောင်းလို့အကောင်းတဲ့အခါတွေလည်းရှိမယ်နော်စီးပွားရေးဆိုတာကတသက်မှတ်သေးနေတာမဟုတ်ဘူးပေါ့နော်ဆိုလိုတာဒီလမှာသိန်း900အမြတ်တယ်ဆိုရင်နောက်လာကြရင် သင်္ကမျက်ချင်မှလည်းမျက်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးပြောပြတာပေါ့ဒါစီးပွားရေးဆိုတာကအမြဲတမ်းတသေးရှိတာမျိုးမဟုတ်ဘူးအဲ့တော့နဲချင်းလည်းနဲမယ်ညချင်းလည်းညမယ်နော်အဲ့တော့သင်္ကခုနလိုမျိုးပေါ့သင်္ကပေမရေတွင်းကြီးဖြစ်နေတဲ့အခါကျတော့တင့်စီမှာပြည့်အောင်အရင်ဖြည့်ရမှာဖြစ်တဲ့အတွက်တင်နည်းနည်းလေးတင့်မှာပေါ့နော်နည်းနည်းတော့မဟုတ်ပါဘူးတော်တော်လေးပါနော်တင်ရဆိုရင်ပူပန်မှုပေါင်းများစွာတင့်မှာရှိတယ်ပေါ့လဲဆိုတော့တင်ထားထားတဲ့ပေါ့နော် အတင်ရခုနလိုပြောပင်မရှည်တွင်ဖြစ်တဲ့အတွက်တင်ရ range ကိုတင်ရမမှီမာမျိုးပေါ့တင်ကြောက်တယ်နော်ကြောက်တယ်ဆိုတဲ့အတွက်အဲ့တော့မဖြစ်လာတဲ့အရာတွေအရာတွေပေါ်မှာလဲကြိုတွေးပြီးတော့စိုးရင်ပူပန်မှုရှိတယ်နော်ဖြစ်လာတဲ့အာတကယ်ပေါ့နော်ဒါလက်တွေ့ကြုံရတဲ့အခါမှာလဲအဲ့လောက်တော့ခက်ခဲခြင်းမှာခက်ခဲလိမ့်မယ်နော်တကယ်တမ်းဖြည့်ရှင်းရတဲ့ပြဿနာတွေကအဲ့လောက်ထိကြီးမားခြင်းမှကြီးမားနေလိမ့်မယ်ဒါပေမဲ့လို့ င်ရမဖြစ်မနေပေါ့နော်ဒီရေတွင်းကိုတော့တင်ပြည့်အောင်မောင်းရမယ်ဆိုရဲစိတ်တော့ကနေပေါ့နော်တင်အဲ့လိုမျိုးယက်တိနေတတ်တယ်နော်တင်ရစိတ်ကအဲ့ဒီမှာသွားပြီးပြိုလဲနေတတ်တယ်ဘာဖြစ်လို့လဲဆိုရဲအခါကျတော့တင်ရတင်ဒီဒီလန်ခီယိုပေါ့နော်ပြောမယ်ဆိုလို့ရှင်ဒီမှာဒါဖူးချက်နဲ့သွားတဲ့လူကိုမမြင်တဲ့လူကဆွဲသွားတယ်ဆိုတဲ့သဘောတရားပေါ့နော်ကိုကိုမှပေါ့နော်အဲ့ဒီလိုမျိုးချွင်းချက်ရှိနေရယ်ဆိုရင်တော့မှတင်ဒီတင့်ထက်ချွင်းတဲ့သူတွေပေါ့နော်တင့်ထက်တင့်အောင် အားနေတဲ့သူတွေအပေါ်မှာတင်တင်ကရှေ့ရနေဆွဲသွားမှာဖြစ်တဲ့အတွက်တင်ညင်းညူလို့မရဘူးပေါ့နော်ညင်းညူလို့မရတဲ့အခါကျတင်ပါဖြစ်လဲဆိုမဖြစ်မနေကိုကိုကိုပေါ့နော်ဟောမရမကတွေအားတင်းပြီးတော့ပေါ့နော်အဲ့လိုမျိုးသွားမယ်အဲငါသူတို့ကိုနောက်မှာပါလာတဲ့ passenger တွေကိုပေါ့နော်ခရီးသည်တွေကိုမဖြစ်မနေငါဒီလန်ခီကိုဆွဲသွားမှာပဲ ဆိုတော့အဲ့လိုမျိုးပေါ့နော်အဲ့တော့ကိုမမြင်ရဘူးကို့မှလည်းကို့မှလည်းအခက်ခဲတွေကို့မှလည်းဒဏ်အဒဏ်ကျက်တွေရှိကောင်းရှိမယ်ဒါပေမဲ့လို့တင်းဒီမဖြစ်မနေပေါ့နော်ဒီဟာကိုတာဝန်ကြီးတစ်ခုလိုမျိုးပေါ့နော်တကယ်နည်းနည်းတာဝန်သိစိတ်ရှိတဲ့ပုံစံမျိုးရှိနေတာတည်လားနော်ဒီမှာမြင်ရသလောက်ဆိုလို့ရှင်ဒါကြောင့်မလို့တင်းရောလှပတဲ့လိပ်ပြာလေးတစ်ကောင်နဲ့နော်ဖော်ကျူးထားတာမျိုးတွေ့ရတယ်ပေါ့လဲဆိုအာပြောမယ်ဆိုရင်အချင်းလှတာပေါ့နော်နှလုံးသားလှတဲ့အတွက်ကြောင့်မလို့နှလုံးသားလှတဲ့အတွက်ကြောင့်မလို့တင်းက ဟိုနှလုံးသားနူးညံ့သွားတာပေါ့နော်အရန်နူးညံ့သွားတယ်အဲ့အတွက်ကြောင့်မို့လို့ခုနကလိုမျိုးအဲငါလုံးမဖြစ်မဲငါဒီခီးတဲ့တွေကိုပေါ့နော်ကိုနဲ့ဒါတလေတဲ့စီးနေတဲ့သူတွေပေါ့ခီးတဲ့တွေကိုငါကဆက်ပြီးတော့ဒီလမ်းကြောင်းကိုငါကြောင်းဒီခྱི་ကိုရအောင်ဆွဲသွားမှဖြစ်မယ်ဆိုတော့စိတ်မျိုးနဲ့တင့်မှာတာဝန်သိစိတ်အပြည့်အဝသင်ရရှိတယ်။အဲ့တော့တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့အတွက်ကြောင့်မလို့လူရာထပ်ပို့ပြီးတော့သင်ရင် အာဆိုရင်ပူပန်တော့ကရီညားလိမ့်မယ်ပေါ့နော်ညားလိမ့်မယ်ဆိုရတဲ့အခါကျတော့ပြောချင်တာကအကယ်၍ပေါ့နော်တင်ရမနှက်ပြန်မှာပေါ့နော်တင်းလက်ထဲမှာအာပစံ7သိန်းရှိမှာဖြစ်မယ်ဒါမဲ့ဒီနေ့မှာတင်အာကိုသိန်းကိုသိန်းမဲ့ရှိသေးရေပေါ့နော်တသိန်းလို့သေးရေဆိုလို့ရှိရင်အဲ့လိုမျိုး ဟိုတင့်ရတာဝင်တိစိတ်ကြောင့်မလို့တင်အဲ့ညမှာတင်အိပ်ပျော်ခြင်းမှာအိပ်ပျော်လိမ့်မယ်။ဘာလို့လဲဆိုတော့မနက်ဖြန်ညငါအဲ့လက်ထဲမှာစိတ်သိမ်းချိမှဖြစ်မယ်စိတ်သိမ်းချိမှဖြစ်မယ်စိတ်သိမ်းချိမှဖြစ်မယ်အဲ့လိုစိတ်မျိုးနဲ့ပေါ့နော်အဲ့လိုဆိုရင်သောကတွေဖြစ်တာပေါ့။အဲ့တော့တင့်ရအဲ့လိုမျိုးပေါ့နော်တင်လိုချင်တဲ့အခြေအနေတစ်ခုရောက်အောင်ပေါ့နော်။ဒီတာဝန်တိစိတ်လွန်ကဲနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ universe ကနေပြီးတော့တင့်ဦးပေါ့နော်။ ဲ့ဒီအပိုင်းမှာပို့ပြီးတော့အားဖြည့်ပေးဖို့အတွက်တို့ကစောင့်ကြည့်နေတဲ့ပုံစံမျိုးရှိတယ်နော်အဲ့ဒီပိုင်းမှာအားဖြည့်ဖို့ဆိုတာခုနကလိုမျိုးပေါ့နော်မဖြစ်တာတော့ဘူးမတတ်တာတော့ဘူးနော်တင်မှာတင်ပေါ့နော်ဥမာခုနကလိုတသိန်းလိုနေဆိုတော့အဲ့တသိန်းကိုတင်ဖန်ဆင်းနိုင်ဆိုတော့မရှိတော့ဘူးဆိုတဲ့အခြေအနေကြလို့ရှိရင်တို့ရပါဘောနော်မရမကပေါ့ဒီလိုလက်လက်လက်တလှမ်းလေးလိုနေတဲ့အခြေအနေမျိုးပေါ့နော်အဲ့လိုလက်တလှမ်းလိုနေတဲ့အခြေအနေမျိုးလေးမှာဆိုလို့ရှိရင်တော့တို့က universe ကအပြေးလေးရောက်လာပြီးတော့အဲ့ဒီကွက်လက်ကိုဝင်ပြီးတော့ပေါ့နော်ဒီလက်တထွာဟိုလက်ထရာစာလုံနေတယ်ဆိုဝင်ပြီးထွာပြီးသွားမယ်ပေါ့နော်အဲ့လိုမှမဟုတ်ရင်တော့တင့်မာတာတင်လောက်ရလောက်ရမယ်နော်အဲ့လိုပုံစံမျိုးအဲ့ဒီအခြေအနေအထိရအောင်တော့တင့်မာတာတင်လောက်ရမယ်ဒါပေမဲ့အဲ့လက်တကန်းလေးလို့သွားပြီးဆိုလို့ရှင်တော့ universe ကဝင်ပြီးတော့အဲ့လက်တကန်းနေရာမှာလက်ထည့်ပြီးသွားမှာပေါ့နော်အဲ့လိုပုံစံမျိုးလေးဖြည့်ပေးဖို့အတွက်အဲ့ဒီအပိုင်းမှာသူတို့ဖြည့်ပေးဖို့အတွက်အဲ့ဒါလေးကိုတော့ ဟိုတတိရှိရှိနဲ့နေတယ်ဆိုတော့ပုံစံမျိုးလေးကိုတွေ့ရပါတယ်เนาะအဲ့တော့ဖန်တူးလေးတွေကပြောမယ်ဆိုလို့ရှင်ကိုယ့်ရဲ့လုံရင်ဆန္ဒပြေဝဖို့အတွက်ပေါ့เนาะနည်းနည်းခက်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 နဲ့ပင်ပင်ပန်းပန်းနဲ့ညှစ်ထုတ်ရတဲ့ energy မျိုးလေးတော့ရှိတယ်အကယ်၍ကိုမလုံနိုင်ဘူးဆိုလို့ရှင်လည်းပေါ့เนาะအဲ့တော့ universe ကအဲ့ဒီအချိန်ကြာလို့ရှင်တော့အမိလေးတော့ရောက်လာနိုင်ဖို့အတွက်ပေါ့เนาะသူတို့ဘက်ကနေပြီးတော့ energy ဖြည့်ပေးဖို့ပေါ့เนาะအဲ့ဒီအပိုင်းလေးကြတော့မှာ ဘာလို့ဆိုတော့ဟိုပါပေါ့ပန်းနိုင်ရောက်ခန်းဒီမှာမှောက်ရလဲတဲ့ဆိုပြီးတော့ပန်းမဝင်တဲ့ပုံစံမျိုးဖြစ်မှာဆိုလို့ပေါ့နော်အဲ့ဒီအဲ့ဒီအဲ့ဒီလိုအခြေအနေလေးကိုတော့ energy ဖြစ်ပြီးဖို့သူတို့ကစောင့်ကြည့်နေတဲ့ပုံစံမျိုးလေးရှိပါတယ်ဒါဆိုရင်ဒီပုံလေးကိုရွေးထားတဲ့ find the relay တွေဖိုင်တယ်လို့တွေ့ energy ဘယ်အပိုင်းမှာဖြည့်ပေးဖို့စောင့်ကြည့်မယ်ဟန်ရီလေးရဲ့အနာဂျီတော့ကောင်းပါတယ်။ night of panic goes emotion you are an emotional creature ဟုတ်လား finally လေးတွေက emotional creature တွေတဲ့ orgy အောင်ပြောနေပြီ fertilize that great power တဲ့အဲ့တော့ သူကပြောမဲ့ဆိုလို့ရှိရင်လေ binary လေးတွေပေါ့နော်ဒီ binary လေးတွေကားရယ်နော်ဒါ terror ကပြောတယ် universe ကဘယ်လိုမြင်လဲဆိုတော့နည်းနည်း emotion များတယ်ပေါ့နော် emotion များတယ်စိတ်ခံစားချက်များတယ်ပေါ့နော် လူသားလေးတွေအုပ်စုလေးတွေဖြစ်တယ်ဒါမဲ့သူက binary လေးတွေကိုပေါ့နော်ချီတော့ချီကျူးပါတယ်ချီကျူးတယ်ဆိုတော့ဘယ်ဘက်မှလဲဆိုတော့လေ emotion များတာတော့ဟုတ်တယ် sensitive ဖြစ်တာတော့ဟုတ်တယ်။ဒါပေမဲ့အဲ sensitive ဖြစ်တဲ့စိတ်ကိုလေနော်အပြည့်မှာပေါ့နော် action အဖြစ်ပေါ့နော်လှုပ်ရှားမှုအဖြစ်အဲ move forward မဖြစ်လာအောင်ပောက်ကွဲထွက်မလာအောင်ပေါ့နော် reveal မဖြစ်အောင်လို့တော့အတက်နိုင်ဆုံးပေါ့နော် pain theory လေးတွေကဟိုအဲ့လိုမျိုးဟွာဖြစ်နိုင်စွမ်းတော့ရှိတယ်နော်လုံခြုံအောင်ထိမ့်သိမ့်နိုင်စွမ်းတော့ရှိတယ် safety တော့ဖြစ်တယ် เนาะဥပမာလူကိုကြည့်လိုက်လို့ရှင်ဘာမှမဖြစ်ဘူးเนาะအောက်က PSC ကိုက်နေဆိုတော့ပုံစံမျိုးပေါ့เนาะအာ PSC ကိုက်လို့နာတော့နာတယ်ပြတုတ်လို့နာတော့နာတယ်ဒါပေမဲ့လို့ရုပ်တည်နေပေါ့เนาะနေနေတယ်ဆိုတော့ပုံစံမျိုးဖြစ်အောင်တော့ findery လေးတွေမှာနေတဲ့နေနိုင်စွာတော့ရှိရဲဆိုတာမျိုးတွေ့ရတယ်ပေါ့เนาะအဲ့တော့ဒီများတွေမြင်ပါဆိုလို့ရှင်เนาะဟဲ့သူကပေါ့เนาะစိတ်ကပြတ်သားလိုက်တာပေါ့เนาะအဲ့လိုမျိုးလေးတွေတော့ အထင်ခံရတာမျိုးရှိတယ်ဒါကတော့ကောင်းတဲ့အမြင်နဲ့ positive vibe နဲ့ပြောတဲ့သူကြတော့လဲ positive ပေါ့နော်ကိုယ်နဲ့ negative vibe နဲ့အကြုံတွေ့ရတဲ့သူမျိုးတွေဆိုလို့ရှိရင်လည်းဒါတို့က negative vision နဲ့ပြောတာပေါ့နော်ပြောမယ်ဆိုလို့ရှိရင်အဲ့တော့ချို့ဆိုလို့ရှိရင်အုံးမှာကိုကပေါ့နော်ကိုမှာ choice နှစ်ခုရှိမယ်ရွေးချယ်စရာနှစ်ခုရှိမယ်အရွေးချယ်စရာနှစ်ခုကိုကိုကပေါ့နော်အာ first option ကိုပြစ်ထားလိုက်တယ်ပြစ်ထားလိုက်ပြီးတော့ကိုက ဟို second option ကိုကိုရွေးသွားတယ်ရွေးသွားတယ်ဆိုလို့ရှိရင် community မှာရှိတဲ့လူတွေကဘယ်လိုပြောမလဲ society ပေါ့နော်ကိုရဲ့ဒီ society မှာရှိရတဲ့သူတွေကဘာပြောမလဲဆိုလို့ရှိရင်ဟဲ့ तू ကပေါ့နော်အဲ့လိုမျိုးပေါ့ပြတ်သားလိုက်တာစိတ်မာလိုက်တာပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ဒါကိုအကောင်းမြင်တဲ့သူကြတော့လဲဒါချီကျူးတာပေါ့နော် အကောင်းမမြင်တဲ့သူကြတော့လဲထားလိုက်ပါတော့ဒါအကံပြောရင် အကံပြောတာပေါ့နော် ဒါပေမဲ့တကယ်တမ်းကျတော့ဒီအချက်က universe ကတော့ဒါမကောင်းတဲ့အချက်လို့တော့ तू ကမမြင်ဘူးเนาะကောင်းတဲ့အချက်လို့ပဲမြင်တယ်ဘာလို့လဲဆိုတော့ဒီမှာ bottom မှာလည်း तू ကပြောထားတယ်เนาะ fishing မှာပြောထားတယ်ဘာပြောထားလဲဆိုရင် i give you confidence that in your divination talents တွေ့လားเนาะ divination talents အဲ့တော့တိတ်မှရှိတဲ့အရေးသွေးတွေနဲ့ပတ်သက်ပြီးတော့ဗောနော် तू ကပြောမယ်ဆိုလို့ရှိရင် ဖိုင်သရီတွေဘောเนาะ I give you confidence လို့ပြောထားတဲ့အတွက်ကြောင့်မလို့ဒီကိုကိုကိုယုံကြည်မှုအပြည့်ရှိစေချင်တာเนาะခုနလိုမျိုးပေါ့เนาะဒီလိုမျိုး community မှာရှိတဲ့လူတွေက ပေါ့เนาะကိုကိုတုံးတက်တယ်ပေါ့ comment ပေးတယ်ဆိုလို့ရှိရင်အဲ့ဒီ comment ကိုကိုကပေါ့เนาะအဓိက main point ကကိုကိုကိုပေါ့เนาะ negative vibe နဲ့မမြင်စေချင်ဘူး universe ကလေ negative vibe နဲ့မမြင်စေချင်ဘာလို့လဲဆိုတော့တဲ့เนาะ ကိုကိုကိုမှ negative vibes နဲ့မြင်မယ်ဆိုလို့ရှိရင်တခြားလူတွေကလည်းကိုကိုပေါ့နော်အဲ့လို negative vibes စီကိုဆွခေါ်သွားမှာပဲနော်ဘာလို့ဆိုကိုကိုကို respect မရှိတော့ဘူးဆိုတဲ့ပုံစံမျိုး ဖြစ်သွားတဲ့အတွက်ပေါ့နော်ဘေးလူတွေစီက others တီစီကနေပြီးတော့ကိုက respect ရဖို့အတွက်ခဲရင်သွားတဲ့အခြေအနေမျိုးဖြစ်သွားမှာဆိုလို့နော် universe ကအဲ့ဒါကိုပြောတာနော်အဲ့ဒီကိုကိုကို positive vibe နဲ့ပဲမြင်ပေးပါနော် positive vibe နဲ့ပဲမြင်ပေးပါအဲ့ဒီ positive vibe နဲ့မြင်ခိုင်းတဲ့အကြောင်းရင်းကတင့်မာက talents တွေအရေးချင်းနေရှိတယ်အဲ့ဒီတင့်ကိုတင် positive vibe နဲ့မြင်မှာတင့်ကိုတင်တရား respect ဖြစ်မှာနော် respect mindset ဖြစ်မှာကိုကိုကိုဟိုဟာ respect ဖြစ်မယ်ကိုကို respect ဖြစ်တော့မှအဲ့ respect ကနေပါလာမှာလဲဆို confident လာမှာနော်ယုံကြည်မှုကလာမှာယုံကြည်မှုလာမှာတင်ရ ြောမယ်ဆိုလို့ရှင်တင်လူတိုင်းလူတိုင်းမှာပေါ့နော်ကိုယ့်ရဲ့ fan လည်းရှိတယ်လေနော် anti fan လည်းရှိတာပဲနော်စက်ညင်ဘတ်တွေလည်းရှိတာပဲကိုယ့်ချစ်တဲ့သူတွေ lover လည်းရှိတာပဲ hater လည်းရှိတာပဲဥပမာ hater တွေဆိုလို့ရှင်လေတင်ကိုသူတို့ကအစောတည်းက hater ဖြစ်နေ anti fan ဖြစ်နေတဲ့ဥစ္စာကိုတင်ကတင် fan ဖြစ်လာအောင်လို့စကလုံးလေးနဲ့လည်းတွားပြီးတော့ညှဉ်းဆဲလို့လည်းမရဘူး။ဟိုဟာလောက်ရနဲ့လည်းတွားပြီးတော့ရှင်းပြလို့မရဘူး။ဘာလို့လဲဆိုတော့ तू အန်တီဖြစ်ရင်အန်တီပဲဖြစ်နေမှာလေ။နော်။ ဟော reader ပြောတာသဘောပေါက်လားမသိဘူး fan တို့ anti fan တို့ဆိုတာကြားဖို့ပါပါเนาะဒီခေတ်လူငယ်တွေဆိုတော့သိပါတယ်ဟာဒါကိုယ့်ရဲ့ကိုယ့်ကိုချစ်တဲ့သူတွေဆိုလို့ရှင်တော့ fan ပေါ့เนาะအဲကိုယ့်ကိုအဲ fan တွေရဲ့စန့်ကျင်ဘက်ပြောင်းပြန်မဆိုလို့ရှင်တော့ anti fan တွေပေါ့เนาะအဲ့တော့ anti fan တွေကိုသွားပြီးတော့ hater hater ပဲ lover lover ပဲသိလား ဟိုအဲ့ဟိတ်တာတွေကို lava ဖြစ်အောင်လဲဟိုလူတွေရဲ့သဘောတရားပေါ့နော်ဒီလူလောကကြီးထဲမှာပြုပင်ပြောင်းလဲနိုင်စွာတိတ်ပြီးရှိတာမဟုတ်ဘူးလေသိလားအဲ့ခါကျတော့အဲ့ဒီဟိတ်တာတွေကကိုယ့်ကိုပေါ့နော်သူတို့ negative vibe နဲ့ပြောလိုက်တဲ့ဥစ္စာကို universe ကမဖြစ်စေချင်တာကိုယ့်ကိုကိုကိုပြန်ပြီးတော့ပေါ့နော်အဲ့ဒီသူတို့ရဲ့သူတို့ချပေးတဲ့အကြောင်းနဲ့သူတို့ဆိုးတဲ့အကြောင်းနဲ့ကိုကိုကိုမဆိုးနဲ့အဲ universe ကအဲ့လိုဖြစ်စေခြင်းလားအဲ့တော့ကိုကိုကိုကတော့ positive vibe နဲ့ပဲထားဒါမှသာကိုကိုကို respect ဖြစ်မယ်ကိုကိုကို respect ဖြစ်မှာအဲ့ဒီကနေဘာထွက်လာမလဲဆိုတော့ confidence ဆိုတဲ့အရာထွက်လာမယ် confidence ထွက်လာတော့မှ universe ကဖြစ်စေခြင်းနဲ့တင့်ဟာဘောနော်အရန်ကို very talented ဖြစ်တဲ့အရန်အရေးချင်းရှိတဲ့သူတယောက်ဖြစ်လာမှာဒီမှာလဲမျက်လုံးပြထားတယ်ဆိုအလကားပြထားတာမဟုတ်ဘူးเนาะအဲ့တော့တင်မြင်နေတယ်ဘောနော် ်သင် community မှာရှိတဲ့လူတွေကသင်ဘလို့ file နဲ့သူတို့ recommend ပေးတာလဲနော် positive file နဲ့ပေးတာလား negative file နဲ့ပေးတာလားသင်မြင်နေတယ်မြင်နေမြင်နေဒါမှမြင်နေမြင်နေသင်သင်ကိုယ်တိုင်ကလည်းပေါ့နော်ခံစားတတ်တဲ့ emotional ဖြစ်တဲ့ creator ဖြစ်တယ်ဒီမှာနော်ပြောထားပြီးသား you are an emotional creator သင်ကိုယ်တိုင်လည်း creator ဖြစ်တာတော့မှန်တယ်နော် emotional creator ဖြစ်တယ်ခံစားတတ်တဲ့တရားဝါ တက်တမျိုးတစားထဲမှာပါတယ်ဆိုတော့မှန်တယ်ဒါပေမဲ့အဲ့ဒီအရာကိုအောက်ကိုဆွဲချသွားမယ်အရာမျိုးမဖြစ်စေဖို့အတွက်ပေါ့နော်သူတို့ဘက်ကနေပြီးတော့တင့်ကိုလိုက်ထိန်းနေတယ်ဒီလား universe ကလေအဲဟုတ်ပြီတင့်သည် emotional creator ဖြစ်တာမှန်တယ်ဒါပေမဲ့လို့အဲ့ emotional creator ကနေပြီးတော့တင့် တခုခုကိုတင်ရေးချက်လိုက်တယ်ဆိုမှန်တယ်တင်ကိုတင်မှန်တယ်ငါထားခဲ့တဲ့အရာထားခဲ့တင်တယ်အဲအဲ့လိုမျိုးပေါ့နော်အဲ့ဒီအပိုင်းမှာတင်ရဲ့ပါဝါကလေတင်ရဲ့စိတ်ဆွာပို့ပြီးတော့တက်လာမှာသိလားတင်ကိုယ်တိုင်လည်းပါဝါပါဝါပါဆန်ဖြစ်မှာလေနော်အားရှိတဲ့အားကြီးတဲ့အားကြီးတဲ့ great power နော်အဲ့တော့တင်ကိုယ်တိုင်လည်း greatest person ပေါ့ခုနလိုအင်အားကြီးတဲ့ပါဆန်ဖြစ်လာမှာအဲ့တော့အဲ့ဒီအပိုင်းမှာတင်ကိုပေါ့နော်တင်ရွေးချက်လိုက်တဲ့အရာမှန်တယ်မှန်တယ် ဥမာတင်လက်လွတ်လိုက်တဲ့အရာဆိုဟုတ်တယ်လက်လွတ်တင်လို့လက်လွတ်တာဘာဖြစ်လဲဆိုတဲ့ပုံစံမျိုးစိတ်ကိုပေါ့နော်အဲ့လိုမျိုးအဲ့ဒီအပိုင်းမှာသူစိတ်ဆွမ်းရင်ထဲ့ပေးဖို့အတွက်ပေါ့နော် universe ကအဲ့ဒီအပိုင်းကိုအတတ်နိုင်ဆုံးစောင့်ကြည့်နေတယ်စောင့်ကြည့်နေတယ်ဖြည့်တင်းပေးဖို့လည်းစ조사နေတယ်အဲ့ဒီအပိုင်းကိုကြည့်နေတယ်ဆိုတာမျိုးလေးတွေ့ရပါတယ်နော်အဲဒါဆိုရင်ဖိုင်တော့ဘူးလို့ဖြစ်ကိုဖတ်ပေးပြသပါပြီအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမ်းမှန်ခြင်းနဲ့ပြည့်စုံကြပါစေ next reading နေ့မှာပြန်လည်ဆုံတွေ့ကြမယ်နော်